ကေတီရွှေရှာနယ်လေးကပြန်လဲကြိုးစောပါကြနော်ညေးပါလေပြောချင်လဲဆိုတော့နော်ယူကောက်ပွဲအဖြစ်မဟုတ်ဘူးဒေါ်စင်မောင်ပြောပြမိပြနော်ဒေါ်စင်မောင်ပြောပြမိပြတော်လဲစိတ်ပြက်စရာကောင်းတယ်ဗျနော်တော်လဲစိတ်ပြက်စရာကောင်းတာဟုတ်ပြီယူကောက်ပွဲအဖြစ်မဟုတ်သူပေါင်းဟင်ငါတို့တိုက်မလားအနာချင်းမြေပြက်မလားအနာချင်းကြဆုံးကြီးလားခင်ဗျားတို့ပြောနေတဲ့အရာ21 22 23 24 25ရောက်နေပြီ ခုသဝေသွားထားပြီး2026ဆိုပြီးပြည့်တဲ့ဒေါ်လာရင်းဟမ်ဟိုကရားပြည်နေတယောက်ကျွန်တော်တင်ပေးထားသေးတယ်2026 6လပိုင်းဆိုဒေါ်လာရင်းပြီးပြည့်တဲ့2029ဆို KNDO က KNDO ကဟိုမှာအင်းစိန်မှာရုံးဆိုင်မယ်တဲ့ကျွန်တော်ခင်ဗျားတို့အားအရဘယ်လိုလုပ်မအောင်ခင်ဗျားတို့အားအရဘယ်လိုရှင်းမအောင်ခင်ဗျားတို့ဟမ်အားအရဘယ်လိုရှင်းမအောင်ဟမ်တကယ်ဗျာခင်ဗျားတို့ကြီးလုံနေကြိုင်နေရဲ့ညာရဲ့ဟမ်ကြည်ကြည်ပြီးတော့ခင်ဗျားတို့ကိုစိတ်ပြက်တဲ့ဆရာတော်ကောင်းတယ်ခင်ဗျားတို့ဟမ် ဖာမဟုတ်တာလည်းမဟုတ်ဘူးအသေးအတန်အသေးအတန်အသေးအတန်ကြီးအားရွေးကောက်ပွဲကထွက်ပေါက်မဟုတ်ဘူးဘာဖြစ်တောင်ကြောင်ဟာဘာဖြစ်တယ်ညာဖြစ်တယ်မဲမပီးနဲ့မဲမပီးနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဟမ်မဲပီးတဲ့လူတွေကိုအတင်းကျလုခိုင်းအန်ယူဂျီကိုတိုင်လို့ရတယ်ပြီးလို့ရတယ်နဲ့ဘနာမာတော့ဘူးလို့ဘနာမာတော့ဟမ်ဟာစောက်ချက်မရှိတာကြီးဗျာကျွန်တော်ပြောတာခင်ဗျာအခုကလေးတွေကအစားအကုန်နော်ပြောဆိုနေတဲ့အရာလည်းသူမသိဘူးလားမသိဘူးညာဟမ်ဟမ် လေးတွေပြောဆိုနေရရောကြားလာကလေးတွေပြောဆိုနေရောမြင်လာခင်ဗျာဟမ်တို့ကသူသူတွေပဲကွာဒီမှာတစ်ချက်နားထောင်ကြည့်လိုက်ပြာနော်ဒီရွေးကောက်ပွဲဟာအဖြေမဟုတ်ဘူးဆိုတဲ့ကိစ္စတစ်ချက်ပေါ့နော် အဲဒီအာဆီယံနိုင်ငံတွေကို ရောအိန္ဒိယချင်းနိုင်ငံတွေရောကမ္ဘာနိုင်ငံတွေရလည်းဒီအတိုင်းပဲဒီမိတွေ့တဲ့ခါမှာလည်းဒီအတိုင်းပဲကျမတို့တွေမျှဝေခဲ့တာတွေရှိတယ်ပေါ့နော်။နောက်ဒုတိယချက်ကစစ်ကောင်စီမှာရွေးကောက်ပွဲလုပ်ဖို့အခွင့်အရေးမရှိဘူး။တရားဝင်မှုလည်းမရှိပါဘူး။အဲဆိုတော့ဒီကဒါကနောက်တစ်ချက်ပေါ့နော်။ဘာကြောင့်တရားဝင်မှုမရှိဘူးလဲဆိုတော့ဒီအဲစစ်ကောင်စီကဒါကျမတို့တွေဒီအကြမ်းဖက် အဲတက်အဖြစ်နဲ့ရောပေါ့နော်။အော်ကျမတို့ကြီးညာထားတာဖြစ်တယ်။နောက်ပြီးတော့ဟိုပုံမှန်လည်းပြောရင်ပြည်သူလူထုကိုရန်သူတစ်ဖွဲပြုတ်မှုကြင့်ကြံနေတာဖြစ်တဲ့အတွက်ဒီ public enemy လို့လည်းကြီးညာထားတာဖြစ်တယ်။ကြတော့ public enemy public ပြည်သူလူထုရဲ့ရန်သူပေါ့ဗျာ။အဲ့ဒါနင်တို့က ဟဲ့နင်တို့အခုပြောစုံနေရလေနင်တို့အထဲပါပါနင်တို့ယုံကြည်ပါဆိုပါအပါပါလာပါအခုကံဘလူမှာငွေကြီးပြဿနာတက်တဲ့ကဏီမှာငွေကြီးပြဿနာတက်တဲ့အညာတူပိုင်းရှိတယ်ပေါက်ပန်းလေးတက်ရှိရအောင်မှာတာမဏီလိုဖြစ်ပြက်နေတယ်ဝက်လက်ဟဲ့စာခအကုန်ကုန်ခမကြိုက်တဲ့နေရာလိုက်ကြည့်လိုက်လို့ဟင်သောပြဒနာတက်ပြီးမှသောပြတွေပြန်ပြောအကုန်လုံးအကုန်လုံးကဒီလောက်အချင်းချင်းနေတယ်ဆောက်ပေါင်းထုနေတယ်အရာကြီးကြတော့အဲ့ဒါကြောင့်နင်တို့ဘာမှရေးယူနိုင်မှုမရှိဘူးလေ အန်ယူဂျီကိုပို့ပို့နေတဲ့ခုမလေးကဝက်လက်မလေးဟာစိမိတ်ထုတ်လိုက်အောင်ပြူလာအန်ယူဂျီကိုတင်ထားတယ်ပြူလာအန်ယူဂျီကကြားနေဘယ်လိုလုံးဝပြူဘူးဆိုတော့ဘာဖြစ်တော့ဘာမဖြစ်ဘူးများဟမ်အရင်နေ့ကပလန်နဂါနဲ့ခင်ဗျာဇော်ထက်ကခင်ဗျာစောက်ပြတ်တာတက်နေလေပလန်နဂါနဲ့ဇော်ထက်ကစောက်ပြတ်နေတယ်ဘာဖြစ်တော့ဘာဖြစ်ဘူးလို့များဟမ်ဘာဖြစ်တော့ဘာဖြစ်ဘူးများအော်မတောင်ထောင်းပဲဗျာဗျာဟမ် တရားမွင်တာတွေကိုဘာရောကျင်းပါလို့မရတာရောကျင်းပါလို့ရလို့ကျင်းပါပြီကွာ28ရက်ဇန်နာ2025 30ရက်တလာ2026ဘာလို့မဟုတ်ဟမ်အပြင်းအားတွေရောပေါပန်းလေးတွေပေါပန်းလေးတွေမြန်မာနိုင်ငံပျက်စီးစီဖို့ပဲထိုင်ပြောနေတာဒါကခင်ဗျားတို့ယုံနေပါလားခင်ဗျားတို့ခင်ဗျားတို့ယုံနေအောင်ပါလားရှင်းရှင်းလေးပဲတွေ့ခင်ဗျားတို့ခင်ဗျားတို့ယုံမှဆိုလဲစိတ်ယုံနော်ယုံမှဆိုလဲစိတ်ယုံဗျာအိုင်မမ်းဒီဗျာခင်ဗျားတို့ ဟမ်ဟိုမှာပြောင်းလဲဖို့ NUG ပြောင်းလဲပြောင်းလဲဆိုမီမုတ်မီမုတ်တွေပြောင်းနေလဲလို့လဲပေါက်ပန်း၄၀ပေါက်ပန်း၄၀ရှောက်လုံးနော်ခင်ဗျာအားလည်းလက်ခံတာပဲလားဟမ်ဟိုနောက်ပိုင်းတွေးလေခင်ဗျားတို့ဟိုနောက်ပိုင်းတွေးလေခင်ဗျားတို့ဟမ်သူတို့ဆိုခင်ဗျာဟိုဂိုချယ်လေးပြောတာဟောခင်ဗျာ NUG ရုံးခွင်တာဆိုသူကြည့်ရခဲ့သပွဲကုန်လေးနှလုံးပဲရှိရတယ်ခင်ဗျာရှက်စရာတော့ကောင်းတယ်ဟမ် ဘာမှဟုတ်တာမဟုတ်ဘူးများအကုန်လုံးလှဲ့သားလှဲ့သားပြီးတော့သိရမလားဟာမူတော်ဝါဒကံนี่ကျူးလွန်ပြီးတော့လိန်ညာလှဲ့သားသာတော့ကိုတခုချဘူးများရက်ဖဲပါစုံလင်းသွားပြောတော့ကြတော့နာကြသေးရဲ့ခင်ဗျာရက်ဖဲပါစုံလင်းသွားတခုချဘူးကိုကိုပြင်းနဲ့ပြီးတော့အကုန်ပြင်းနဲ့နေရတော့ခင်ဗျာနော်ဆန်နဲ့ကြချီရောဆိုတာနည်းနည်းပဲရောတာခင်ဗျာဖယ်လို့ရသေးရဲ့ခင်ဗျာအခုကအကုန်လုံးဂျလုံးပလုံးနေကြီးပဲကောတော့ခင်ဗျာဒီလောက်စုပ်ပြတ်တတ်နေတဲ့အာဟာရကြီးကိုခင်ဗျာဟမ်ဟိုမှာတွေ့ဦးလားခင်ဗျာအားပါဟမ် အနာရီဆိုပြီးတော့တခါထပ်ဖွဲ့လိုက်တဲ့အရာလေးခင်ဗျာမင်းယုံကြည်ရကောင်းလောင်းကောင်းလောင်းခင်ဗျာစဉ်းစားပေါ်ဗျာခင်ဗျာဟမ်ဘာလို့အဲ့ထက်ထက်ပြီးတော့ဖြစ်လာတော့အခုရေကြီးဖြိုးထုတ်တက်ကမပြီးသေးဘူးသူတို့မှဖြိုးထုတ်တက်ကပြီးသေးဘူးအန်ယူဂျီထဲမှာလဲဟိုဝင်ကြီးခန်းလိုက်ဟိုဝင်ကြီးပြုတ်လိုက်ဟိုလူကြီးပြန်လိုက်ဟိုလူကြီးပြုတ်လိုက်ဟာအခုချိန်ကြီးမပြီးနိုင်မစီးနိုင်လေးဗျာဒါဘလို့ဆက်ယုံကြည်မအောင်ဗျာတို့ဟမ်ဒါဘလို့ဆက်ယုံကြည်ကြမှာ ခမရဟိုအင်းအင်းပေါ်ဆိုခမရတို့ကပလင်းလူဘူးဆိုရင်ဆိုစက်ယုံယုံကြပါဒါပဲကြည့်ခမရမြန်မာနိုင်ငံထဲနေတဲ့လူတွေကတော့ခမရတို့အတိရီယာတစ်ခုဝင်တော့ခမရတို့အတိရီယာတစ်ခုဝင်တော့ခမရပြီးပါနေမြောက်ပြီးမြောက်ပြီးပြုပေးနေရရခမရသူတို့ကိုယ်တို့သီးသွားကြည့်ပဲနော်တရုတ်နိုင်ငံတွေကလူတွေအတွက်ဘာမှအကျိုးသီးသွားမကြည့်ဘူးအပြက်သီးကြီးပဲလုံနေတာဒီတစ်ခုတော့ခမရတို့လက်ခံပါခမရတို့